။အမေကလည်းဂုံယူနေစိတ်နဲ့ကြည်လာ။အမေကလည်းပီတိတွေဖြာတာပေါ့နော်။အမေကိုကျွန်တော်ခေါ်လာတာအမေအမေကတော့အဲ့လိုမျိုးပွဲတစ်ခါမှမတက်ဘူးပေါ့နော်။အမေတက်ကလည်း60ကျော်ပြီဆိုတော့အမေလိုက်ခဲ့လို့တိုင်းရဲ့ pressure ဆိုတော့အမေကိုခေါ်။မင်းလည်း okay လိုက်မယ်လို့ဆိုအမေပြောလာ။အမေကရောင်းကိုခေါ်လာတယ်။မင်းစီစင်အောင်ဗျာနော်။အမေရဲ့ဒါဒီလိုမျိုးတွေလုံနေတာဆိုတော့အမေကိုလည်းပြချင်တယ်။နော်ဘာလို့ဆိုတော့မိဘအရေးကြီးဆုံးပေါ့နော်ကဘာမှာ။ကျွန်တော်တော့မိဘအရေးကြီးဆုံးပဲ။အဲ့လိုပေါ့နော်။အမေလည်းလူပွဲတဲခံစားကြပျော့တာပေါ့။ဒါဆိုအာမိပါပေါ့နော်။ကို့မွေးဖွားခဲ့မိပါ။ မိုးဖွားလို့လည်းဒီလိုမျိုးတွေကျွန်တော်ကလုပ်ခွင့်ရတာအမေဒါမိုးဖွားဘူးအအခုချိန်ဒီမပြုစုမျိုးပြောမထောင်ဘူးဆိုရင်ဒီလိုလည်းကျွန်တော်လုပ်ခွင့်ရမှာပေါ့အဲလိုမျိုးပေါ့နော်ခေါင်းလေးကွဲုံနဲ့ဆေးုံသွားစရာမလိုပါဘူးအပူရင်းမျက်နှာလာမလုံးနဲ့အလုံးချိန်မှာဘယ်သွားမလို့လဲနေုံငါမေးတာဖြစ်အဓိကဟောပရိသတ်ကတော့တကယ်ချိန်နေတတ်မယ်လို့ထင်ပါတယ်ဗျာထွေးလာမှတင်အာကျွန်တော်ကိုကျွန်တော်လည်းတိုးဆောင်လာတာအားကြတယ် အာပြီးတော့ဟိုဒီဇလန်းကကျွန်တော်တို့ crocker ပုံစံမျိုးပေါ့နော်နည်းနည်းလေးအဲကွဲပြားပြီးထွက်နေတဲ့အတော့ကိုအားလုံးကလည်းစိတ်ဝင်စားမယ်ဆိုရတယ်ကျွန်တော်ယုံကြည်တယ်မအားတဲ့ဂျားတွေကဒီဇလန်းကိုကြိုက်ဖို့အတွက်ကိုစဉ်းစားဖြစ်တဲ့အကြောင်းလေးပြောအဲမအားတဲ့ဂျားတွေကနေဒီဇလန်းကိုကျွန်တော်ကဟိုကျွန်တော်လည်း daily မအောင်ပြမားတယ်လို့ဆိုတော့ကျွန်တော်ဘာလို့ donation တွေကကျွန်တော်အနေနဲ့ရေးရဲသွားပြီးပတ်ပြီးလုပ်နေရတော့လေကျွန်တော်ကမအားတဲ့ဂျားတွေကမှဒီဇလန်းကိုဇလန်းတွဲကိုကျွန်တော်တလားလောက်နေပါအချိန်ယူပြီးတော့ပေါ့နော်ကျွန်တော်ရိုက်တယ် ကျွန်တော်အားတဲ့အချိန်လေးမှာပဲ donation တွေလောက်ရတယ်ပေါ့နော် donation လောက်ပြီးတော့မှဘာကိုကနှစ်ခုလုံးဝါသနာပါတော့နှစ်ခုလုံးကိုကျွန်တော်အချပြချင်တာ pride ကတော့အကူညီတောင်းတဲ့လူတွေအများကြီးပဲ pride တော့လည်းကျွန်တော်ပြေးလူလိုက်ရှုတွေလည်းပြေးလိုက်အဲအဲ့လိုပေါ့နော်အဲ့တော့ကျွန်တော်အကောင်းဆုံးနေစူးစမ်းထားပါတယ်အာပြီးတော့အော်လူတိုင်းရဲ့ရင်ထဲမှာလည်းကြံ့ရစ်ခဲ့မယ်ဆိုတဲ့စုံမက်ဇလန်လေးကလည်းကျွန်တော်လူတိုင်းရဲ့ထဲမှာရှိမယ်ဆိုတာလည်းကျွန်တော်အာမျော်မျော်လင့်မိတာပါဗျာဟုတ် ဖီလာမှာကြည့်ရတာဒါကိုတို့မင်းကိုဒါခက်ချက်ချက်နဲ့တွေ့ရမှာလားဟုတ်ကဲ့ခိုင်းနေပါပါအဟောပါတွေ့အောင်ပေါ့ဗျာကျွန်တော်ကအာဟိုတားဆိုးပေါ့နော်တားဆိုးမြူရစကားကိုနားထောင်နေနားထောင်နေနားမထောင်နေနားမထောင်ပေါ့နော်အဲ့လိုမျိုးဆိုတော့အာတကယ်လည်းကောင်းပါတယ်တကယ်မိုက်တယ်အပြင်မှာတော့ကောင်းကြောင်းပြန်အပြင်မှာကောင်းပြန်ကျွန်တော်အဲ့လိုကြီးမပြောဘူးကာရီတာရောက်ပေါ့နော်ကျွန်တော်ကျန်းဆိုတော့ကျန်းကိုကိုတိုင်းလည်းလူပညာမှာအာကျွန်တော်ကအဲ့လိုအရှင်အကျန်းအရန်ကိုပို့ပြီးတော့စိတ်ဝင်စားတော့လေအဲ့လိုမျိုးဆိုကျွန်တော်ပို့ပြီးတော့ ပို့နှစ်တက်တယ်ဟုတ် အမေကလည်းဂုံယူနေစိတ်နဲ့ကြည်လာအမေကလည်းပီတိတွေဖြာတော့ဗောနော် အမေကိုဒီပွဲကိုဘယ်လိုခေါ်လာဖြစ်လဲအမေကိုကျွန်တော်ခေါ်လာတာအမေအမေကတော့အဲ့လိုမျိုးပွဲတစ်ခါမှမတက်ဘူးဗောနော်အမေတက်ကလည်း60ကျော်ပြီဆိုတော့အမေလိုက်ခဲ့လို့တိုင်းရဲ့ pressure ဆိုတော့အမေကိုခေါ်ပြန်လဲ okay လိုက်မယ်လဲဆိုတော့အမေပြောလာကျွန်တော်ပြောရောင်းကိုခေါ်လာတယ်နေစိတ်စင်တော့ဗျာနော်အမေရဲ့ဒါဒီလိုမျိုးတွေလုံးနေတာဆိုတော့အမေကိုလည်းပြချင်တယ်နော်ဘာလို့ဆိုတော့မိဘအရေးကြီးဆုံးဗောနော်ကမ္ဘာမှာကျွန်တော်တော့မိဘအရေးကြီးဆုံးပဲအဲ့လိုဗောနော် ပုံမှန် body ထဲဟိုအမေရက်တူပွတ်တက်ရတဲ့ခံစားချက်အမေရက်တူပွတ်တက်ရတဲ့ခံစားချက်ပျော့တာပေါ့ဒါဆိုတော့အာမိပါပေါ့နော်ကို့မွေးဖွားခဲ့မိပါမွေးဖွားလို့လေဒီလိုမျိုးတွေကျွန်တော်ကလုပ်ခွင့်ရတာအမေဒါမွေးဖွားဘူးမမအာအခုချိန်ဒီမပြုစုမျိုးပြောမထောင်ဘူးဆိုရင်ဒီလိုလေကျွန်တော်လုပ်ခွင့်ရမှာပေါ့အဲလိုမျိုးပေါ့နော်အဲ့တော့မိစီယာအတိုင်းကကြားပြီလားအားအမေစီယာအတိုင်းကြားပြီးွားရင်အရင်အမေရင်သဘောကျတယ်အမေရင်ကျရင်အဲ့လိုပေါ့အဲ့ထဲမှာကိုထုံးနဲ့အပြိုင်ခိုင်းရင်လည်းပါမယ်ထင်တယ်နော်အဲ့ပါတယ်ပါတယ် ဘယ်လိုလေးအမှတ်တရရှိလဲအာရှိတယ်ဗျတဆိုးအခန်းလေးဆိုရင်လည်းတကယ်ကိုစိတ်ဝင်စားဖို့ခေါင်းတယ်ဒီလိုတခါကျရင်လည်းကိုထုံးကကျွန်တော်ပျော်ပေးတယ်ပြပေးတယ်အာကိုထုံးကိုယ်တိုင်ကျွန်တော်နေမှာဝင်ပြီးတိုးဆောင်ပေးတာပေါ့နော်အဲ့လိုမျိုးတွေအစ အာကိုထွန်းဆိုတဲ့တကယ် academy မင်းသားပေါ့နော်တကယ် why ရဲ့တပိုင်းရဲ့မင်းသားဆိုတော့ကိုထွန်းပြတဲ့အတိုင်းကိုကျွန်တော်စူးစမ်းပြီးလုပ်တယ်တကယ်ရောက်ပါတယ်ဗျအောင်မြင်ပါတယ်အဲ့လိုပေါ့နော်ဟုတ်ကျွန်တော်ဒီဆုံမန်းနဲ့ပတ်သက်ပြီးတော့ကိုထွန်းပြပေးတယ်ဘာလဲပြောတာချင်းအာကျွန်တော်ဒီဆုံမန်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဆုံမန်းဇလန်တွဲလေးကိုကျွန်တော်တို့ဒီ73ရက်နေ့ကစပြီးတော့ပေါ့နော်ည9:00နာရီကနေစပြီး channel 7 hip play ကနေပြီးတော့စတင်ထုတ်လွှင့်မဲ့အကြောင်းလေးကိုကျွန်တော်ဒီနေရာကြီးကသတင်းကောင်းပါရပါတယ်အားလုံးပဲအားပေးကြပါအောင်လို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ